မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျ။ဆရာကတော့ပုံနာတော်နက်ခတ်ပေးတဲ့ဆရာပြေမနာသိတိဖြစ်ပါတယ်။အခုဗီဒီယိုလေးကတော့ပုံတော်ဟူးနိနံဘွား Yahoo အချိန်ဝေဖွားသူများအတွက်2025ခု6လပိုင်းအတွက်ပုံနာတော်နက်ခတ်ပေးတဲ့တလဆာဟောစနံလေးပဲဖြစ်ပါတယ်။2025ခုဂျွန်လ6လပိုင်းအတွက်ကောစာနက်ခတ်ကြိုရာဒီဝင်ရအခု6လပိုင်းအတွက် စီဝါကန်စတာမှာဆိုလို့ရှိရင်မူလလုပ်ငန်းမူလအခြေအနေ မူလလုပ်ငန်းမှာပဲတလားလုံးကန်စတာအားကောင်းနေမှာဖြစ်ပါတယ်လုပ်ငန်းအသစ်ချက်တွင်ချင်းကုန်ပစ္စည်းအသစ်တိုးလောင်ခြင်းတွေမှာ လုံးဝကန်စတာအားပေးမှုညံ့နေတဲ့အတွက်အပြည့်အစုံများတတ်တဲ့သဘောတရားရှိတာမို့လို့မူလလုပ်ငန်းမှာပဲမှီးပြီးတော့လောက်ကင်ဖို့ဆရာကြံပေးပါရစေငွေကြေးကံမှာလည်းဆုံးရှုံးတက်ရပါတယ်ချိန်ငါချင်းကြိုတင်ပေးငွေများကိစ္စများကြိုတင်ပေးငွေကိစ္စများအထူးတတိပြုဖို့ဆရာကြံပေးလိုပါတယ်လူမှုရေးရာကန်စတာမှာဆိုလို့ရှိရင်ဗုဒ္ဓဟူးနေ့နဲ့အချင်းချင်း ဒါမှမဟုတ်လို့ရှိရင်စနေနေ့နံတွေနဲ့အလန်းသင့်နဲ့အဆင်ပြေမယ်ဒီကာလာအတွင်းမှာအများပိုင်ငွေကြေးမကင်ဖို့ဆရာအကြံပေးလိုပါတယ်တသက်ကန်လက်မှတ်ထိုးတာငွေကြေးအာမခံတာလူမှုရေးအရာအကူအညီပေးတာမျိုးတွေကိုတရက်နေ့ကနေ၁၄ရက်နေ့အထိလုံးဝရှောင်ရှားသင့်ပါတယ်ကိုယ်စေနာကနေပဲကိုယ်ဝေဒနာပြန်ဖြစ်တဲ့ဖြစ်ရတဲ့အခါကာလဖြစ်ပါတယ်အခြေရေးကန်စာတာအိမ်တော်ရေးကန်စာတာမှာဆိုလို့ရှိရင်စမ်းတက်ရတဲ့အခါကာလဖြစ်ပါတယ် ဗုဒ္ဓဦးနေနံတာသမီအချင်းချင်းကြာသပရိတာသမီတောက်ကြနေနံတာသမီတွေနဲ့ပို့ပြီးတော့မှအိမ်ထောင်ရေးကံကောင်းမယ်အဆင်ပြေကြမယ်ဖြိုရွယ်သူမြတ်အခြေရေးဆိုရာမှာအဆင်ပြေမယ်အောင်မြင်ရတဲ့ကံစမ်းအထောက်ပံ့တွေရရှိရတဲ့အခါကာလဖြစ်ပါတယ်ပညာရေးကံစားတာအနေနဲ့တလာလုံးအကောင့်ဘက်ကိုဥတည်နေပါတယ်ပညာဉာဏ်ကိုမိပြီးတော့လောက်ကင်သူမြတ်ယာထုဌာနန္တရကိစ္စအတွက်စံမိုးရဲ့ဖြေဆိုမဲ့သူမြတ်ယာထုတိုးတဲ့လူမြတ်ဒီလရဲ့ကံစားတာအကောင့်နေမှုရှိပါတယ်အကောင့်နေပါတယ် အောင်မြင်ရခြင်းရှိပါတယ်ပညာရေးကန်စာတာမှာတတိပြုအမှလေးတစ်ခုပါပေါ့နော်ဒီအနီရောင်အနက်ရောင်အဝတ်အစားမျိုးတွေကိုရှောင်တင်ပါတယ်အဝါရောင်အချိုးပေးပါတယ်ကျန်းမာရေးကန်စာတာမှာရုပ်တရက်လေထိုးလေအောင်တာနော်လေယောဂအစာမကြေဝမ်းပိုက်ပြဿနာမျိုးတွေကြုံရတတ်ပါတယ်မကြာခဏဖြစ်ရတတ်ပါတယ်19ရက်ကနေလကုံအတွင်းမှာအထူးတတိပြုရမှုရှိပါတယ်6လပိုင်းအတွက်ကံအချိုးပေးအကောင့်နဲ့ခဏန်းတင်ချအနေနဲ့၄၅၆ခဏန်းတွေဖြစ်ပါတယ် နော်အဲ့ဒီကဏန်းတွေကိုစာရွက်ဖြူတွေရဲ့ပုံမှာ shop ပေနေနဲ့ရေးပြီးတော့ကိုယ့်ရဲ့ငွေဝင်အိတ်ကိုယ့်ရဲ့ပတ်စံအိတ်စသဖြင့်ကိုပိုင်ငွေကြေးထားရနေရမှာငွေတွေနဲ့တူအဆောင်ရတရားအဖြစ်ထားကြည့်ဖို့ဆရာအကြံပေးလိုပါတယ်ထုံငွေများညဲခြင်းအကျိုးတစုံတရာမရှိပဲကုန်ခန်းခြင်းတွေကနေကာကွယ်နိုင်ပါလိမ့်မယ်လက်လာပတန်ပွင့်တာတွေလည်းကြုံရပါလိမ့်မယ်ပြီးတော့ဒီကဏ္ဍတွေကိုငွေကြေးကိစ္စစာရုပ်စာတမ်းကိစ္စအယောင်းဝယ်အမြန်ဆုံးများလို့တဲ့ကိစ္စတွေမှာအချိန်ခါကာလအနေနဲ့တော့၎င်းရက်စွဲအနေနဲ့တော့၎င်း တိုက်ဆိုင်ပြီးတော့တေးချာချာအသုံးချကြည့်ဖို့ဆရာအကြံပေးလိုပါတယ်မိမိကုသိုလ်အကံပေါ်မူတည်ပြီးတော့မှဒီအကျိုးစီးပွားတွေကံအကျိုးပေးအကောင်းနာတွေကိုတိုင်းကြုံရပါလိမ့်မယ်ထူဆောင်ရအစာလေးတွေကိုထူဆောင်ရရတရားအဆောင်လေးတွေကိုလ6လပိုင်းလကုန်တဲ့အခါမှာအဆောင်ရတရားပြည့်စည်ဖြစ်တဲ့အတွက်တန်ရှင်းတဲ့မြေချောင်းနေရာမှာရေရှင်မှာစွန့်ရမှာဖြစ်ပါတယ်ဘုဒ္ဓဟူးယာဟုနိနန္တသမီးများအတွက်6လပိုင်းအထူးရတရားအနေနဲ့မိမိရဲ့ဘုဒ္ဓဟူးနိနန္ ဖះမှာဆိုလို့ရှိရင်တောင်ရဖះရာဟုဏံဖះမှာဆိုလို့ရှိရင်အနောက်မြောက်တောင်ဖះဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့အိမ်ဖះမှာနှင်းစီပန်းအနီး၃ပွင့်ပြီးလို့ရှိရင်ချူရောင်ပန်း၂၁ပွင့်ကတ်လူပူဇော်ပေးပါကိုယ်အစဉ်ပြေရဆွန်းကတ်လူပူဇော်နိုင်ပါတယ်အချိန်အနည်းနဲ့မနက်၉နာရီနဲ့မနက်၁၀နာရီအတွင်းလှူဒန်းပူဇော်ပေးရမှာဖြစ်ပါတယ်ရာဟုဏံဖွားများတဲ့နေခင်း၃နာရီနဲ့၄နာရီခွဲအတွင်းလှူဒန်းပူဇော်ပေးလို့ရပါတယ်ရာဟုဏံဖွားများအတွက် ဆရာတို့နေခင်3နာရီနေဒီ၄ခွက်အတွက်မှာစွန်းကတ်လို့ပူဇော်ပေးလို့မရပါဘူးเนาะအဲ့ဒါလေးတစ်ချက်သတိချက်စေချင်ပါတယ်အထူးသဖြင့်ဆရာတို့ဒီ၄ရက်နေ့7ရက်နေ့16ရက်နေ့နဲ့25ရက်နေ့ဘုဒ္ဓဟူးနေ့တွေမှာအထူးကတ်လို့ပူဇော်ပေးရမယ်တောက်တော်ရင်10ခွက်ကတ်လို့ပေးရမယ်ဖြောင်းတိုင်း10တိုင်းအမွေးတိုင်း10တိုင်းမီးထုံးပူဇော်ပေးရပါမယ်ဓာတ်နံရတရားတတ်သက်ဖြစ်တာမလို့ဆရာတို့အထက်ကဓာတ်ဓာတ်နံနေလှုပ်ွက်ပစ္စည်းတွေမရလို့ရှင်တခြားလှုပ်ွက်ပစ္စည်းတွေနဲ့အစာထုတ်လို့မရပါဘူးဓာတ်နံရတရားမမြောက်ပါဘူးเนาะ ကြိုတင်သင်ချာစီစဉ်ပြီးမှရည်ရည်ပြုလုပ်ကြပါဆရာစီမှာနတ်ခတ်ပေတင်ကန်စာတာတွက်လို့သူများစီးပွားရေးအခြေရေးအိမ်ထောင်ရေးကျန်းမာရေးပညာရေးလူမှုကန်စာတာကိစ္စအဝေါ်အနဲ့ပတ်သက်ပြီးအနေနဲ့အရရက်ကနေဓာတ်ရိုက်ဆက်သွယ်မေးမြန်းဆွေးနွေးလိုတာများရှိလို့ရှိရင်ဆရာရဲ့ဖုန်းနံပါတ်309 2561 8903ရကနေတိုက်ရိုက်ဆက်သွယ်မေးမြန်းလို့ရပါတယ်။ညံမှုစော်ကတကောင်းချက်ဆရာတတ်မှတ်ထားပါတယ်။ဆရာရဲ့ဘေးရင်ဟောကန်လိပ်စာလေးကတော့35လမ်းနဲ့83လမ်းတောင်ချမ်းရင်တာဆိုင်မြို့နယ်ဘောဒီကုံပုံနှံစုမန္တလေးမြို့ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့နဲ့ရဗုဒ္ဓဟူးနေ့နဲ့ဖွားများယာဟုအချိန်မွေးဖွားသူများယာဟုနံဖွားများမိတ်ဆွေများကိုကျမ်းမာစိတ်ချမ်းသာပြီးတော့6လပိုင်းတလာလုံးအတွင်းမှာဘေးပညာခတ်တဲ့အပူခတ်တဲ့ကိရှိပြီးတော့ကောင်းကျိုးလျာဆန္ဒများပြေဝါကြပါစေကြောင်းဆရာဆုတောင်းပေးရတဲ့ဗုဒ္ဓဟူးနေ့နဲ့သာသမီဟောဆန္ဒလေးကိုဆရာဒီမှာပဲအဆုံးသတ်လိုက်ပါတယ်